ကြည်ကြတဲ့ပွဲပရိသတ်တွေအားလုံးပဲမိပါပါဒီတွေ့ကြုံတွေကိုပေးချင်လို့အခုဆိုလို့ရှိရင်တော့ရင်ခုန်စရာကောင်းတဲ့အရသာတဲ့ဘိုးစီးရီးစ်ကိုကျမတို့မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်ရှင်ကျမနာမည်ကတော့မိန်အင်ဂျင်မွေပါကျမကတော့ Brand Ryan ရဲ့ signature ရဲ့ brand development manager အတာဝန်ကိုယူထားပါတယ် Brand Ryan signature ကတော့ဘောနော်ဒီ leading innovative brand တစ်ခုဖြစ်ပါတယ် market ထဲမှာအဲ့တော့လူငယ်တွေအတွက်အမြဲတမ်းအသစ်အသစ်တွေစိတ်လှုပ်ရှားစရာတွေအဲ limited edition ဖြစ်တဲ့အရသာတွေပေါ့ walk like a winner prince like you finish leave when i live cuz i know you're the biggest အမြဲတမ်းဟိုဟာချပြနေတာပေါ့နော်ဆိုတော့အခုဒီအအစ်စ်ထွက်တဲ့ရီဟိုဆရာအရသာအစ်စ်နဲ့ grand run ရဲ့ limited edition ဘိုးစီရီလေးရတော့အဓိကကအဲသူကနိုင်ငံတကာအစ်စ်မီမူရောစပါးနဲ့အဲပြီးတော့ဒီအစ်စ်မီကုန်ကျန်းပစ္စည်းတွေကိုပေါ့နော်ဝတိချစီရဲမှာအသေးချအချိန်ယူပြီးတော့ချက်လောက်ထားတယ်ပြီးတော့ဒါအပြင်မှာ အာလန်ဆန်နဲ့ဒီ fruity nut glaze နဲ့အဆုံးသတ်ထားတာဖြစ်တယ်ပေါ့နော်သူတို့အရသာကဒီပုံမှန်တောက်နေကြ brand rye signature အရသာနဲ့မတူဘဲနဲ့တမူကွဲထွက်နေမှာဖြစ်ပါတယ်ပြီးရင် design by အဖြစ်ဆိုလို့ရှိရင်လည်း AI ကိုအခြေခံထားတဲ့စမ်းသစ်တဲ့အာ design ကိုယူထားတယ်ပေါ့နော်ပြီးတော့လူငယ်တွေရဲ့ဒီဘိုးဖြစ်တဲ့အာအနှစ်သာရအောင်ပေါ်ကျူးချင်တာမို့လို့စမ်းသစ်တဲ့ design လေးနဲ့ထွက်ပေါ်လာပဲဖြစ်ပါတယ် တော့ Grand Royal ရဲ့ Fearless Bold Serious Limited Edition ပွဲကိုတက်ရောက်ဖြစ်ပါတယ်။ Whisky ကိုပေါ့နော်။တကယ်ချင်းနေနဲ့အေးဆေးဆေး chill ဖြစ်တဲ့အချိန်လေးတွေတောက်ဖြစ်တယ်။မနက်ပြောရင်စိုက်လို့ Whisky ကြိုက်တယ်။တောက်တယ်ဆိုရင်တော့မလေး Whisky on the rock တွေတောက်တယ်။ပြီးတော့ cocktail တွေအနေနဲ့ဆိုရင်တော့ Whisky ဆာဝါတွေတောက်ဖြစ်တယ်။စိုက်လို့မြည်ကြည့်ပြီးသွားပြီးမနေ့တုန်းကပေါ့နော်ဖီရာ box ရောက်လာတုန်းကစိုက်လို့မြည်ကြည့်လိုက်တယ်။ ဒီ limited edition bow series ကတော့ fruity note ဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအရင်လဲ smooth ဖြစ်တယ်လို့ပြောလို့ရတယ်အသာချက်ကစိုင်းလိုခဏပြောလိုက်သလိုပေါ့နော်ဒီ brand ဟာဒီ limited series ကတော့ fruity note ဖြစ်တဲ့အတွက်ကြောင့်မို့ခြား brand အနေနဲ့တော့နည်းနည်းလေးတော့ကွာမယ်ပေါ့ဒီပွဲပါကျွန်တော်ဒီသနာကြီး1 hour set ပေါ့နော်ပြောပြမယ်ပြီးတော့ကျော်ဒီက ပိုတော့ကူတော့ပါပါတော့ပေါ်ရရပြီးတော့ကျော် gravity တွေလည်းဟုတ်မယ်ပေါ့နော်ဒီချက်မှာအဲ့လိုအဓိပ္ပာယ်လေးတော့ပေါ်ရှိပါတယ်ခါသားကြတော့မိုက်ပါတယ်ဘာလို့ဆိုတော့ဒီဟိုဖြစ်တဲ့အဲ့လိုမျိုးခါသားကြလည်းဖြစ်တယ်ပြီးတော့ industry အစောအလူတွေလည်းတွေ့ရတော့တကယ်အဲမိုက်တယ်ဗျာ bike ပါအဲ့လိုမျိုးတော့အားလုံးပဲဒီဒီ Joe Origin ကနေပြောချင်ပါတယ်ဒီ Barrett ရဲ့ဒီ signature ဒီလေဘက်တဲ့အဒီရှယ်ကို try ကြည့်တင်ပါတယ်ဘာလို့ try ကြည့်နေကျင်တယ်လူငယ်တွေကြိုက်တဲ့ vibe မျိုးလည်းဖြစ်တယ်ဆိုတော့ try ကြည့်နေပါတယ်အာရန်ကုန်မန္တလေးပေါ့နော်အဓိကတော့အဲ့ဒီမှာရှိတဲ့ဒီ City Map Market Place Ocean နဲ့ Convenience Store တွေမှာဝယ်ယူရရှိနိုင်ပါတယ်။ခုဆိုလို့ရှိရင်ဒီ Bo Series Limited Edition လေးက Market ထဲကိုရောက်လာပြီပေါ့နော်။ ဒါပေမဲ့လူတွေကတိတ်မသိကြသေးဘူးအဲ့တော့အဒီ product လေးကဘယ်လိုလဲဘယ်လိုခံစားမှုတွေပေးစွမ်းလဲဆိုတဲ့ဟာကိုပို့ပြီးတော့များပြတဲ့လူတွေကပို့ပြီးတော့စိတ်လှရှားစရာကောင်းတဲ့အစီအစဉ်တွေကနေတစ်ဆင့်ပို့ပြီးသိရှိသွားအောင်ပေါ့နော်ဆိုတော့ဒါ public ကိုပထမဆုံးအချိန်ဖွင့်ချပြီးတော့ဘိုးစီးရီးကဘာလဲအဲဘယ်လိုအရသာရှိလဲပြီးရင်

ဒီနေ့ကျွန်တော်တို့ Grand Run ရဲ့ signature ကျွန်တော်တို့ Go Chimi Lunch ပဲပေါ့နော်အဲ့ပွဲလေးကိုကျွန်တော်တို့က၄ရောက်ပေါ့နော်ကျွန်တော်ကာမီးဆန်နေနဲ့တက်ရောက်တာဖြစ်ပါတယ်ခင်ဗျာဆရာကြီးမြည်ပြဆရာကြီးတောက်တောက်ရှိပြီးွားပြီးအဲသူကဘယ်လိုပြော Protein Note ရတာလေဆိုတော့ fresh ဖြစ်တယ်ပြီးတော့လလန်းဆန်းဆန်းနဲ့တကယ်လူငယ်ကြီးတဲ့ရတာလေရတာတော်တော်လေးအောင်ဆန်းတယ်အဓိကကိုဆက်ကြိုက်တယ်ကြိုက်တယ်ရတာဟုတ်သူကြိုက်ကျွန်တော်တို့တော့လည်းကြိုက်ပါ မိုက်တယ်ကျွန်တော်တို့ဒီ Bow series ရဲ့ signature ကတော့အဲလိုဘိုးဖြစ်တယ်အဲလိုအထင်ပေါ်တယ်အဲအလိုမျိုးပုံစံပေါ့နော်အဲ့တော့ပွဲကိုတက်ရတာအဲလို fresh ဖြစ်တယ်နောက်ပြီးတော့လူငယ် fight အပြည့်ရတယ်ပေါ့နော်အခုဆို DJ တန်ကြားရမလား yeah လူငယ် fight အပြည့်ရတယ်ဗျာ ့ဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဂါမစ်၄ယောက်အနေနဲ့အာဖြောပြမှုတွေရှိပဲအာဒီဖြောပြမှုမှာလည်းကျွန်တော်ကအာဆက်ပွဲနဲ့မတူဘဲနဲ့ဒီပွဲမှာထူးထူးခြားခြားကျွန်တော်နောက်ထပ်ထွက်လာမယ်အပြစ်သားဆိုရယ်အာတချင်းကိုဒီမှာအူကပြဖြောပြသွားမှာပွဲဦးထွက်ဆိုမှာပဲပွဲဦးထွက်ဖြောပြသွားမှာပါပြီးတော့အခြားအတ္တိပရီရဲ့လောက်ပါလို့ရှိပါတယ်ခင်ဗျာဒီတော့အများဆုံးတောက်ဖြစ်တာကျွန်တော်နှစ်ချိန်ပဲရှိတယ်နှစ်ချိန်ပဲနှစ်ချိန်ပဲတောက်တာအများကြီးမတောက်ဘူးအများကြီးမတောက်ဘူးပြောတဲ့ချိန်နဲ့ဝမ်းနေတဲ့ချိန်နှစ်ချိန်ပဲနှစ်ချိန်ပဲဘယ်ချိန်မှပူတော့ပြည်လဲဘယ်ချိန်မှပူတော့ပြည်လဲ ဓိက Grand Rider နေပြီးတော့ Bow Series အတွက်ပေါ့နော် Limited Edition ထုတ်မယ်ဆိုတော့ကျွန်တော်တို့ကန့်လန့်လာတဲ့အတွက်ပါဖြစ်ပါလိမ့်မယ်။ဟုတ်ဘိုးဖြစ်တဲ့ဥစ္စာဆိုတော့ဟိုပါပေါ့ပို့ပြီးတော့လည်းအာစိတ်ဝင်စားစရာကောင်းရမယ်ပြီးလို့ရှိရင် Unapologetic ဖြစ်တဲ့ဥစ္စာမျိုးလည်းဖြစ်ရမယ်ပေါ့အဲ Grand Rider ရဲ့ logo ဖြစ်တဲ့ဒီ Crown Jewel ကနေပြီးတော့ inspire လုပ်ပြီးတော့ street fashion နဲ့ပတ်ပြီးလုပ်ဖြစ်ပါတယ်။အဓိကသူတို့မှာဟိုပါပေါ့ဘိုးကို sector ต้องคู่แข่งบ่ visionary แก fearless แก expressive แกบ่ไอ้ประมาณ motivate จนเราแข่งบ่ကိုယ်ပိုင်စတိုင်နဲ့ကိုယ်ပိုင်အဲဘရန်ကိုယ်ပိုင်စတိုင်ကိုယ်ပိုင်မုန်းနဲ့ကိုယ်ကိုယ်ယုံကြည်မှုရှိရတယ်လို့ပြောပါတယ် brown grand rider ရဲ့ signature ကနေပြီးတော့အဲ grand rider signature ကိုတောက်ဘူးတောက်သုံးဘူးတဲ့သူတွေကမတောက်သုံးဘူးသေးတဲ့သူတွေအတွက်ကောပေါ့နော်အခုလိုမျိုးအများရန်စမ်းသစ်တဲ့အတွေ့အကြုံတွေ limited edition ဖြစ်တဲ့အဲ experience နေပြီးတော့ရင်ခုန်စရာအရသာအစ်စ်နဲ့အဲအစ်စ်အစ်စ်တွေကိုအရသာအစ်စ်တွေကိုအများရန်ချပြသွားဖို့ရှိပါတယ်ပေါ့နော်ကဲအခုတော့ဒီရင်ခုန်စရာအရသာအစ်စ်လေးနဲ့ Grand Rider signature limited edition bo series ကိုအတူတူပဲခန်းစားလိုက်ဖို့တိုက်တွန်းချင်ပါတယ်ရှင် 들어가는 거.